မင်္ဂလာပါဖဲတီရှင်ဒီစီ YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့တဖက်လူကို telepathy message ပို့တဲ့နေနေပဲဖြစ်ပါတယ်တဖက်လူဆိုတဲ့နေရာမှာကိုယ့်အနေနဲ့ telepathy message ပို့ရှင်တဲ့သူဘသူ့ကိုမဆိုဆိုလိုပါတယ်ကိုယ့်ရဲ့ချစ်သူရေးစားကိုလေးပို့လို့ရတယ်ကိုယ့်ရဲ့တငီရှင်တွေကိုလေးပို့လို့ရတယ်ကိုယ့်ရဲ့ဆွေမျိုးတွေညီကိုမောင်နှမတွေမိဖတွေကိုလေးပို့လို့ရပါတယ် ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုအသုံးပြုပြီးရင်ဘသူ့ကိုမဆိုတယ်လီပသီမက်ဆေ့ချ်ပို့နိုင်ပါတယ်။တခါတလေကျွန်ုပ်တို့အနေနဲ့တဦးနဲ့တဦးကြားမှာစကားပြောဖို့အခက်အခဲတွေဖြစ်နေတဲ့အချိန်လေးတွေရှိခဲ့ပါတယ်။ဘေးအကြောင်းကြောင်းပဲဖြစ်ဖြစ်ကိုယ့်အနေနဲ့တစ်ဖက်သားကိုစကားပြောဖို့ခက်ခဲနေတယ်ဆိုရင်ဒီလိုပုံစံမျိုးတယ်လီပသီမက်ဆေ့ချ်ပို့နိုင်ပါတယ်။ ဒီလိုစကားပြောဖို့ခက်ခဲနေတဲ့အရှိအနေတွေအမျိုးမျိုးရှိတဲ့တင်တခါတလေတူဦးနဲ့တူဦးအဆက်အသွယ်မရတဲ့အရှိအနေမျိုးတွေဖြစ်တဲ့တင်ဒါမိတခါတလေတယောက်နဲ့တယောက်အဆင်မပြေကြဘူးအငင်းခုန်တွေဖြစ်ကြတယ်စကားများကြတယ်အဲ့ဒီအချိန်မှလေတယောက်နဲ့တယောက်မခေါ်မပြောဖြစ်နေတဲ့အချိန်မှကိုယ့်ဘက်ကတောင်းပန်ဖို့လိုအပ်တဲ့အကြောင်းလေးတွေရှိရင်ဒီလို telepathy message တွေပို့ပြီးရင် အဆက်အသွယ်ပြုလုပ်နိုင်ပါတယ်ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းဟာတကယ့်ကိုအစွန်းထက်တဲ့နည်းလမ်းဖြစ်တာမို့လို့ဒီစီကမိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးရှင်းပေးဖြစ်ပါတယ်တစုံတယောက်စီကို telepathy message ပို့တော့မေဆိုရင်ပထမဆုံးအနေနဲ့တိတ်ဆိတ်ညင်တဲ့တဲ့နေရာတနေရာကိုရှာဖွေလိုက်ပါပြီးတော့အဲ့ဒီလုံငင်းစဉ်ကိုထိုင်လို့ပဲဖြစ်ဖြစ်လီလျောင်းလို့ပဲဖြစ်ဖြစ်ကို့အနေနဲ့တက်တောင်းတက်တာရှိသလိုနေနိုင်ပါတယ် ပြီးရင်မျက်လုံးတွေကို ပိတ်ထားပြီးရင်အသက်ကိုလေးလေးနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါဒီလိုအသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပြီးရင် ကိုယ်စိတ်နှစ်ပါးစလုံးကို ဖြည့်လျှော့ပေးပါ ပြီးရင်ကိုယ့်ရဲ့အသက်ရှူတာကိုဆက်လက်အာရုံစိတ်ပါ အသက်ရှူသွင်းရှူထုတ်တာကိုလေးလေးနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါ ကိုယ့်ရဲ့စိတ်ကလေးတွေတည်ငြိမ်လာအောင်အထိ ကိုယ့်ရဲ့စိတ်ကလေးတွေကြည်လင်လာအောင်အထီးရှူသွင်းရှူထုတ်ပြုလုပ်ပေးပါကိုယ့်ရဲ့စိတ်ကလေးတွေတည်ငြိမ်ပြီးရင်ကြည်လင်လာပြီဆိုရင် စိတ်ကူးရင်လီကျင်ခဲကိုပြုလုပ်ပါမယ် visualization ဆိုတဲ့စိတ်ကူးရင်ပုံဖော်မြင်ရမှုပြုလုပ်လို့ရပါတယ်။ဒါပေမဲ့တချို့တလေတွေကအဲ့လိုမြင်ရောင်နိုင်မှုအားနည်းရင်တော့ရိုးရိုး imagination ပြုလုပ်လို့ရပါတယ်။ဒီဗီဒီယိုအထင်းမှာတော့ဥပမာအနေနဲ့ကိုယ့်ရဲ့ချစ်သူစီကို telepathy message ပို့ပုံကိုပြောပြပါမယ်။ အသက်ရှူလေးကျင်ခင်လှုပ်ပြီးတော့ကိုယ့်ရဲ့စိတ်ကလေးတွေတည်ငြိမ်လာပြီဆိုရင်မိษွေဟာကိုယ့်ရဲ့စိတ်ကူးယဉ်မှုထေးမှငြိမ်းချမ်းတည်ငြိမ်တဲ့နေရာတစ်နေရာကိုရောက်သွားတယ်လို့စဉ်းစားလိုက်ပါ။ အဲ့ဒီနေရာဟာငိမ့်ချင်းတဲ့နေရာဖြစ်တဲ့အပြင်လှပတဲ့နေရာလေးဖြစ်ဖို့လိုပါတယ်။ဒါကြောင့်သဘာဝအတိုင်းလှပနေတဲ့ငိမ့်ချင်းနေတဲ့နေရာတစ်နေရာကိုရွေးရှိပါ။ဥပမာအပြင်ပင်းရှင်တရှင်လေးဖြစ်နိုင်တယ်၊ပင်လီကင်းရှိတနေရာလေးဖြစ်နိုင်တယ်၊တစ်ပင်ပင်းပင်တွေနဲ့စုံလင်နေတဲ့တစ်တောတနေရာလေးဖြစ်နိုင်တယ်။ပင်အနေနဲ့လှပတဲ့ငိမ့်ချင်းတွေတော့ထင်ရတဲ့နေရာတနေရာကိုရွေးရှိလိုက်ပါအဲ့ဒီနေရာမှာသင်ဟာလင်းရှောင်းနေတယ်တော့စိတ်ကူးရင်လိုက်ပါ အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်တဲ့အချိန်တိုင်းမှာရှည်လန်းတလှမ်းရှင်တလှမ်းရှင်လင်းချောင်းနေတယ်တော့စိတ်ကူးရင်ပါဒီလိုစိတ်ကူးရင်ပြီးလင်းချောင်းနေတဲ့အချိန်မှာအသက်ရှူသွင်းရှူထုတ်လုပ်နေပါမယ်အသက်ကိုရှူသွင်းလိုက်တဲ့အချိန်တိုင်းမှာလှပတဲ့အဖြူရောင်အလင်းတဲကိုရှူသွင်းနေတယ်တော့စဉ်းစားလိုက်ပါ အသက်ကိုရှူထုံးလိုက်တဲ့အချိန်တိုင်းမှာ မိษွေရဲ့ခန္ဓာကိုယ်ထေးကမိษွေရဲ့စိတ်ထေးကအပြုသဘောမဆောင်တဲ့ negative အကြောင်းအရာတွေ negative အတွေ့တွေအဲ့ဒီတော့အပြုသဘောမဆောင်တဲ့အရာအားလုံးကိုကိုရှူထုံးတဲ့လေနဲ့တပါးတွေပတ်သွားပြီးတော့ရှူထုံးလိုက်ပါ မိษွေရှူထုံးလိုက်တဲ့လေထေးမှာ မိษွေရဲ့စိတ်ဖိစီးမှုတွေစိတ်ထေးမှာတင်းမာနေတာတွေဝမ်းနေတာတွေအဆင်မပြေတာတွေအကုန်လုံးပတ်သွားပြီးတော့သိပေးပါ အသက်ရှူသွင်းလိုက်တဲ့အချိန်တိုင်းမှာအဖြူရောင်အလင်းတန်းကို ရှူသွင်းတယ်။အဲ့ဒီတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့ဒီအဖြူရောင်အလင်းကြီးဟာ ပြင်းထန်သွားတယ်။အဲ့ဒီလိုပြင်းထန်သွားလိုက်တိုင်းမှာမိတ်ဆွေဟာပုံမိုလင်းလဲတောက်ပလာတယ်။အသက်ရှူသွင်းလိုက်တဲ့အချိန်တိုင်းအချိန်တိုင်းမှာကိုဟာပုံမိုလင်းလဲတောက်ပလာတယ်လို့သိပေးပါဒီလိုပုံမိုလင်းလက်တောက်ပလာသည်နဲ့မြသင်ဟာတဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ higher self ဖြစ်လာပါတယ်ဒီနေရာမှာ higher self ဆိုတာကိုယ့်ရဲ့စိတ်ဝိညာဉ်ရဲ့အမြင့်ဆုံးနေရာကိုပြောတာပါ ကိုယ့်ရဲ့စိတ်ဝိညာဉ်ထဲမှာ အမြင့်ဆုံးပုံစံဖြစ်နေတာမို့လို့ကိုယ့်ရဲ့စိတ်ထဲမှာအာဃာတတွေ၊ကင်တဲ့ရှက်တွေ၊အပြုသဘောမဆောင်တဲ့အရာတွေ၊သင်တရားစိတ်တွေမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေဘာတစ်ခုမှမရှိတော့ပါဘူး။သင်ရဲ့စိတ်ဝိညာဉ်ဟာအခုအချိန်မှာကင်တဲ့မိပါပဲ။ကိုယ့်ရဲ့စိတ်ကူးရင်ကဘာထဲမှာ ိုယ့်ရဲ့စိတ်ဝိညာဉ်ဟာအမြင့်ဆုံးအနေအထားမှာရှိနေတယ်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်းဘာလုံးနေမလဲဆိုတဖြည်းဖြည်းနဲ့လန်းရှောင်းနေတယ်အဲ့ဒီတော့ကိုကဘလို့လန်းရှောင်းမလဲဆိုရင်ရှေ့ကို တလှန်ရှင်းတလှန်ရှင်းတလှန်ရှင်းသွားမိသွားလိုက်တဲ့အချိန်တိုင်းမှာလေမိတ်ဆွေဟာ တဖြည်းဖြည်းနဲ့ပုံမူပုံမူတောက်ပလာတဲ့သူဖြစ်နေမိ အဲ့တော့ကိုယ့်ရဲ့စိတ်ထိပ်မှာငါဟာအရင်ကိုလင်းလဲတောက်ပါနေတယ်ငါရဲ့စိတ်ဝိညာဉ်ဟာအမြင့်ဆုံးနေရာကို ရောက်နေတယ်တော့စိတ်ထိပ်မှာလုံဝါခင်စားနေရတဲ့အချိန်ထိကိုလဲလျှောက်သွားမယ်အဲ့ဒီလိုကိုယ့်ရဲ့စိတ်ဝိညာဉ်အမြင့်ဆုံးလို့ခင်စားရတဲ့နေရာကို ရောက်တဲ့အခါသင်အနေနဲ့တယ်လီပသီမက်ဆေ့ချ်ပို့လို့တဲ့သူ့ပေါ်တော့တနည်းအားဖြင့်ပြောရင်သင်ရဲ့ချစ်သူကိုအဲ့ဒီအချိန်မှာတွေ့တယ် သူဟာသင်ရဲ့ရှစ်တီတီမှာသင်စီကိုလမ်းလျှောက်လို့လာနေတာကို တွေ့မြင်ရမှာဖြစ်တယ်။သူဟာသင်စီကို တလှမ်းရှင်းတလှမ်းရှင်းလမ်းလျှောက်လို့လာနေပါတယ်။သင်ကလေးသူစီကို တလှမ်းရှင်းတလှမ်းရှင်းလမ်းလျှောက်လို့သွားနေတယ်။ဒီလိုနဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့တဦးနဲ့တဦးနှိကဲလာမှာဖြစ်တယ်။ ဒီလိုနီးကဲလာတဲ့အခါနောက်ဆုံးမှာတော့သူကတင့်ရဲ့ရှစ်တိတိမှာရဲလိုက်တယ်တင်ငါလေးသူ့ရဲ့ရှစ်တိတိမှာရဲလိုက်တယ်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရဲလိုက်တယ်အဲ့ဒီအချိန်မှာ သူကလေသူ့ရဲ့ higher self ကိုဖြစ်နေတာပေါ့နော် သူ့ရဲ့စိတ်ဝိညာဉ်အမြင့်ဆုံးအရှိအနေကို ရောက်နေတယ်ဒါကြောင့်သူ့စီမှာလေအညိုးတွေအာဃာတတွေကင့်တဲ့ချက်တွေဘာတစ်ခုမှမရှိတော့ဘူး ။မြင်ရင်သူကလေတင့်ရဲ့နှလုံးသားတင့်ရဲ့စိတ်ခင်စားရှက်တွေထိမှဘာတွေရှိနေတလေဆိုတာသူသိတယ်။မြင်ရင်သူဟာတင့်ပြောမိစကားတွေကိုနားထောင်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒီအချိန်မှာတယောက်နဲ့တယောက်မျက်နှာရှင်းဆက်ရဲ့နေပြီးရင်တယောက်ရဲ့မျက်လုံးကိုတယောက်အပြင်းအထန်ကြည့်နေတယ်တော့စိတ်ကူးရင်ပြပါဒီအကြည့်ကအရင်ကိုလေးနေတဲ့အကြည့်ဖြစ်ပါတယ်ဒီအချိန်မှာသင်ကသူ့ကိုပြောလို့တဲ့စကားကို သူ့ရဲ့မျက်လုံးကိုလေးလေးနက်နက်ကြည့်ပြီးပြောလိုက်ပါ ဒီအချိန်မှာသင်အနေနဲ့သူ့ကို ရှင်းပြလို့တဲ့အကြောင်းအရာလေးတွေရှိရင်ရှင်းပြလို့ရပါတယ်။သင်တို့နှစ်ဦးကြားမှာအထင်လွေးခဲ့တဲ့အကြောင်းအရာလေးတွေ ရှိတယ်။အငင်းအခုံဖြစ်ခဲ့ရတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်ရှင်းပြလို့ရတယ်။ပြီးရင်နောက်တစ်ခါသင်ရဲ့စိတ်ထေးမှာအဲ့ဒီအကြောင်းအရာတွေကြောင့်ဘလို့ခံစားရသလဲကိုယ်စိတ်ထေးမှာဝမ်းနေတာတွေကြေကွေးတာတွေဒေါသထွက်တာတွေခံစားနေရတယ်ဆိုရင်လေအဲ့ဒီအချိန်မှာသူ့ကိုပြောပြလို့ရပါတယ်။ ဆိုပါစို့နင်းလုံးခဲတဲ့လုံရဲကြောင့်ငါအရင်ဝင်နေရတယ်ငါရဲ့စိတ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်ခဲ့တယ်အဲ့ဒီလိုပုံစံမျိုးပြောလို့ရတယ်ဒါမှမဟုတ်သင်အနေနဲ့သူ့ကိုတောင်းပန်စရာကိစ္စလေးတွေရှိရင်တောင်းပန်လို့ရတယ်ငါပြုလုပ်ခဲ့တဲ့အမှားကိုခွင်းလက်ပါငါမတော်တဆမှားမိတာပါဒါလေးကိုတော့ခွင်းလက်စီရှင်ပါတယ်စသည်ဖြင့်ပေါ်တော့အဲ့ဒီလိုပုံစံမျိုးကိုယ့်ရဲ့အမှားကိုတောင်းပန်လို့ရတယ် ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ချစ်သူနဲ့တစ်ခါတလေပြည့်စင်နေတဲ့ကိစ္စတွေရှိရင်လေဒီနေရာမှာတောင်းပန်ပြီးရင်ငါတို့နှစ်ယောက်ပြန်ပေါင်းကြရအောင် အရင်ကလိုအတူတူနေကြရအောင်စသဖြင့်ကိုပြောရှင်တာကိုသူ့စီမှာပြောလို့ရပါလေကိုယ့်ရဲ့စိတ်ထင်မှာပြောရှင်တဲ့အရာဟုသမားဟုသာပြောလိုက်ပါ သူ့ကိုပြောနေတယ်ဆိုတာသူ့ရဲ့အစင်အမြင်ဆုံးစိတ်ဝိညာဉ်ကိုပြောနေတာဖြစ်တယ်။ဒါကြောင့်သူ့စီမှာလေဘာတစ်ခုမှကင်တဲချင်းမရှိပါဘူး။ဘာတစ်ခုမှအညိုအတေအာဃာတတွေရင်လိုမှုတွေဘာတစ်ခုမှ မရှိပါဘူး။ဒီလိုပြောတဲ့အချိန်မှာလေကိုယ်အရင်ချစ်ရတဲ့သူကိုကိုလေးအရင်ချစ်ရတဲ့သူကိုပြောနေတကယ်တော့ကိုယ်စိတ်ထဲမှာရှိသမျှအကုန်ပြောပြပါဒီကိစ္စတွေနဲ့ပတ်သက်လို့ဘာတစ်ခုမှစိုးရိမ်နေစရာမလိုပါဘူးကိုယ့်ရဲ့ higher self နဲ့သူ့ရဲ့ higher self ဆက်သွေနေတာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောမေဆိုရင်ကိုယ့်ရဲ့အမြင့်ဆုံးစိတ်ဝိညာဉ်နဲ့သူ့ရဲ့အမြင့်ဆုံးစိတ်ဝိညာဉ်နှစ်ခုဆက်သွေနေတာပဲဖြစ်တယ်။ဒါကြောင့်သင်တို့နှစ်ဦးဟာဒီအချိန်မှာကင်တဲ့မေးပါပဲ။အမြင့်ဆုံးစိတ်ဝိညာဉ်အရှင်ရှင်ဆက်သွေနေတာမို့လို့ဘာတစ်ခုပေါ်မှာဆုံးဖြည့်ရှာနေမှလည်းမဟုတ်တော့လို့တဦးတို့ဦးလေးအပြစ်တင်နေမှာမဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့သင်ပြောလို့တဲ့စကားတွေအလုံးပြောပြီးတဲ့အခါသူ့ကိုကျေးဇူးတင်နေတော့ပြောပြပါ။ဘာအတွက်ကျေးဇူးတင်ရမှလဲဆိုရင်သင်ပြောနေတဲ့စကားလုံးတွေကိုသူကနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပြောလိုက်ပါ။ဒီလိုကျေးဇူးတင်ကြောင်းပြောပြီးနောက်သူ့ရဲ့ရှေ့ကနေပြီးတော့လှစ်ထွက်လာခဲ့ပါသင်ကကိုယ့်ရဲ့လာတဲ့လင်းကိုနောက်ပြန်ပြန်ပြီးရင်စတင်လင်းလျှောက်လာရမှာဖြစ်တယ်ဒီလိုပြန်လီလင်းလျှောက်လာတဲ့အချိန်မှာ သင်ဟာခြေရင်တိုင်းခြေရင်တိုင်းမှာသင်ရဲ့တောက်ပြောင်မှုတွေကပြန်လေပြေရောလာတာပေါ့နော်အဲ့လိုမျိုးခြေရင်တိုင်းခြေရင်တိုင်းအဲ့လိုကိုယ့်ရဲ့ခန္ဓာကိုယ်လင်းလဲတောက်ပြောင်နေတာတွေပြန်ပြီးရင်တဖြည်းဖြည်းတဖြည်းဖြည်းပြေရောလာတယ်တော့သိပေးပါဒီလိုပုံစံမျိုးရှည်လင်းအနည်းငယ်လှင်းလာပြီးနောက်နောက်ဆုံးမှာတော့သင်ဟာသင်ရဲ့ငကိုမူလပုံစံအတိုင်းရောက်သွားပြီးတော့သိလိုက်ပါ နဂိုမူလာပုံစံဖြစ်သွားပြီမို့လို့သင်ဟာအခုအချိန်မှာ higher self မဟုတ်တော့ပါဘူးအမြင့်ဆုံးစိတ်ဝိညာဉ်မဟုတ်တော့ပါဘူးပုံမှန်အရှိအနေပြန်ဖြစ်သွားတာဖြစ်တယ်ဒီလိုပုံမှန်ဖြစ်သွားတဲ့အချိန်မှာအခုပြုလုပ်နေတဲ့ဒီ meditation ပေါ့နော်အဲ့ဒီ meditation ကိုရည်တင်လို့ရပါပြီတနည်းအားဖြင့်ပြောမယ်ဆိုရင်သင်ရဲ့ telepathy message ပို့တဲ့လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ ဒီဗီဒီယိုထဲမှာကိုချစ်ရတဲ့သူကိုတယ်လီပသီမက်ဆေ့ချ်ပို့တဲ့ဥပမာအနေနဲ့ပေးခဲ့တာပါချစ်ရတဲ့ချစ်သူမှမဟုတ်ပဲတခြားဘသူကိုမဆိုတယ်လီပသီမက်ဆေ့ချ်ကိုဒီနည်းနဲ့ကိုအသုံးပြုပြီးပို့လို့ရပါတယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှင်ကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်